။ကဲကျွန်တော်ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွန်သွားမှာဖြစ်ပါတယ်။အဲ့တော့နှစ်ရက်နိုဝင်ဘာလ25တနင်္ဂနွေနေ့ကနေပြီးတော့၈ရက်နိုဝင်ဘာလ25စနေနေ့ပေါ့ဒီကာလတော့အတွင်းမှာကျွန်တော်တောက်ကြသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်။ အဲ့တော့တောက်ကြတာသမီးတွေအနေနဲ့ဒီတစ်ပတ်တာမှာဟိုအားမပြီးမပြတ်တာတွလို့တန်းလန်းဆိုတာမျိုးတွေဖြစ်တတ်တယ်အမြင်မတူသဘောထားကွဲလွဲတာတွေဖြစ်တတ်တယ်နော်အဲ့ဟိုအားလှုပ်ရရင်ကောင်းတရားလှုပ်ရင်ကောင်း ဲ့လိုဟိုနိုးနိုးဒီနိုးနိုးနဲ့အချိန်ကုန်သွားတတ်တယ်ဆိုတာမျိုးတွေဖြစ်တတ်တယ်ရှေ့မတိုးနောက်လည်းပြန်မဆုတ်ဆိုတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်တယ်အဲ့တော့အလောက်ကန်စီဝိုင်းနဲ့ပတ်သက်ပြီးပြတ်အောင်မြင်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့တွလွတန်းလန်းတွေဖြစ်တတ်တယ်အခက်ခဲတွေကြုံရတတ်တယ်အမြင်မတူသဘောထားကွဲလွဲလို့စကားတွေပြောရများတာမျိုးတွေထပြီးဖြစ်တတ်တယ်အဲ့တော့အလောက်ကန်ကြံစီမှာပြောဆိုမှလုံမကင်မှတွေဖြစ်တတ်တယ်သတိထားကြည့်ဆိုင်ပါငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့လက်ရွှေမယ်မမျော်လင့်မဲ့နဲ့ငွေဝင်မယ်ကိုမတင်မှတ်ထားတဲ့နေရာကနေငွေဝင်လာတာမျိုးတွေဖြစ်တတ်တယ်ငွေကြေးအထောက်ပံ့ဆိုတာမျိုးတွေလေ ည်းရနိုင်တယ်အဲ့တော့အကူညီတောင်းခံဆရာရှိရင်ဒီတော့မှတောင်းခြင်းပြီးအဆင်ပြေမယ်အခြေအိမ်တော်ရင်မေတ္တာရေးနဲ့ပတ်သက်ရင်တော့ချစ်သူရည်စားသိရတာအခြေအိမ်တော်ရင်မေတ္တာရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာတာကောင်းကျိုးဖြစ်တာမျိုးတွေကြုံရမှာဖြစ်ပါတယ်အဲ့တော့မပြေလဲတဲ့အခြေအနေတွေပြန်လဲအဆင်ပြေနိုင်တယ်ပညာဆိုင်အင်တာဗျူးကိစ္စတွေကတော့မလုပ်တာကောင်းတယ်လုပ်လို့ရှိရင်လည်းအဲဘာမှမထူးဘူးအဆင်မပြေနိုင်ဘူးမအောင်မြင်နိုင်ဘူးချိန်ကုန်လူပန်းဖြစ်နိုင်တယ်စကားခီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ဒီတစ်ပတ်တာမှာအောင်မြင်မယ်လို့ပြောလို့ရတယ်အရေးကြီးတဲ့စကားတွေ ပြောဖို့ဆိုဖို့ရှိတယ်သူပြောပါအရှင်ပြေမယ်ကောင်းသောခီးတွေကြုံနိုင်တယ်ခီးနီခီးဝေးဖြစ်နိုင်တယ်အဲ့တော့ခီးနဲ့ပတ်သက်လို့ကိုအရေးကြီးတဲ့ကိစ္စတွေရေးကြီးခီးစဉ်ကိစ္စတွေလုပ်မယ်ဆိုလုပ်တင်တယ်အဲ့တော့ကျမ်းမာရေးပြောစရာမလိုခေါင်းကြိုက်တာအနှဲငယ်ဖြစ်တတ်တယ်ကောင်းမှုတာကောင်းကြိုက်တာဇက်ကြောထူတာဆိုရင်လောက်တဲ့အခြေအနေမျိုးမှာမရှိဘူးပေါ့နော်အဲ့တော့ဒီတပတ်ကံဆိုးကောင်းအခြေအနေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဘယ်လိုပဲဖြစ်ပါစေကံကောင်းတဲ့အခြေအနေထဲမှာပါဝင်ပါတယ်အဲ့တော့ကံကောင်းတဲ့အခြေအနေထဲမှာတော့ယာကိုင်းတော့မြင့်တယ်သို့သော်ညာလဲကိုယ့်ဘက်ကဇွဲဝရိယကောင်းမှုလိုတယ် ဟဲ့လားအရာရာကိုလွယ်လွယ်မဆုံးဖြတ်ဘဲနဲ့အဆီဇင်တကျဆုံးဖြတ်လုပ်ကြမယ်ဆိုရင်တော့အောင်မြင်နိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီတစ်ပတ်ကံကောင်းလက်ရှိရင်အချိုးပေးကဏ္ဍဒီ၃ကဏ္ဍ၅ကဏ္ဍဖြစ်တယ်ဒီတစ်ပတ်အချိုးပေးတဲ့အကြောင်းဒီခဲအောင်ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ပါ